ဘုံမွေးဆောင်ဆောင်ခင်ဗျာဘုံမွေးတော့အခုအေးဘက်ကနေပြီးတော့တိုက်ပွဲဝင်နေတယ်ကြားလို့လေအဲ့ဒါဟုတ်ပါလားခင်ဗျာအဲကျွန်တော်တို့ကဟိုတကယ်တမ်းကျွန်တော်တို့ဒီဟိုကြိုက်မျိုးရွှေရောကြောင့်တိုက်ပွဲမှာတွေကဒီစစ်တီဒီဟိုကျွန်တော်နဲ့ဟိုတိုက်ပွဲဝင်နေစစ်တီတွေဖြစ်တယ်ဟိုကျွန်တော်နဲ့ဆိုတာဆိုတော့ရာနဲ့ချီပြီးတော့အဲရှိတယ်အဲဒီနောက်ပိုင်းမှာကျတော့ကျွန်တော်ကင်ချင်းချင်းဟိုပြန်ဖြစ်တဲ့ပုံအောင်မူတည်ပြီးတော့သူလည်းသူ့နေမြေအတွက်သူ့ပြည်နယ်အတွက်အဲသူ့မျိုးရတ်အတွက်ဆိုပြီးတော့သူ့ပြည်နယ်မှာပြန်လက်တည်ပြီးပေါ့နောက်သူနည်းသူဆိုတာပဲကျွန်တော်ရေးပေါ်လဲဟိုဘယ်လိုပြောမလဲ အပြန်အလှန်ကူညီခဲ့တာရှိပါတယ်နော်အခုဗိုလ်မှူးကြီးတို့ကအခုတခိုင်းပြည်နယ်ထဲမှာရောက်နေပြီလားခင်ဗျအာကြာပါပြီအခုမှရောက်တော့မှမဟုတ်ဘူးဒီနေ့ဒီရက်မှရောက်တော့မှမဟုတ်ပါဘူးဟုတ်ကဲ့ရောက်တော့ကြာပါပြီတန်တွင်းတို့မှာဖြစ်နေတဲ့တိုက်ပွဲတွေမှာဗိုလ်မှူးကြီးတို့များပါဝင်ပါလားခင်ဗျအသေးစိတ်ကြိုးလို့မရဘူးလေနော်အစီအစီအရဆိုတော့လေဟိုကျွန်တော်အသေးစိတ်ပြောမစိုးရရန်သူကဒရင်ပြရနဲ့အတူလေလေနော်ဘောဘုံမှုတို့ကုညီနေတဲ့အပိုင်းမှာပေါ့လေ DKBA နဲ့ကုညီတာလားဘယ်လိုပုံစံမျိုးနဲ့ကုညီတာလဲခင်ဗျအဲကျွန်တော်တို့ကတော့ DKBA စစ်သားဖြစ်တယ်လေနော် ဟိုလက်ရှိကျွန်တော်တို့အာဒီဘူဂျိုနခံမှုရပက်ထရိုတဲ့ဒီကဘီစဒါချေတဲ့ကြောင့်အာတူတရားကူညီမှုဒီကဘီစတန်းနေနဲ့ကူတာပေါ့ဒီကဘီလူဟောင်းနေနေနဲ့သွားပြီးတော့အကူအညီပေးနေတယ်ဆိုအဲ့တဘောလားခင်ဗျကျွန်တော်တို့ဒီကဘီတပ်ဖွဲ့ပဲလေလက်ရှိအာကျွန်တော်တို့ကဟိုဒီမိမိတပ်ဖွဲ့နေလို့ဒီငွေစီအချုပ်ပြောနေတော့ကျွန်တော်တို့ပယ်ထုတ်ရတယ်လေပယ်ထုတ်ရတဲ့ကြောင့်အဲကျွန်တော်တို့ဟိုကြံရှိနေတဲ့ကျွန်တော်တပ်ဖွဲ့နေနဲ့နော်လက်ရှိအဲတော်ဝိုင်း အပြန်အကန့်ချုံချုံကမ်းမြကုညာလေတကယ်တမ်းကျတော့ဟိုဘယ်လိုပြောမလဲဟိုဖိနစ်ကံဘွာလူမြောက်တီချင်လို့အဝိုင်းဝင်းကုညာရတာပဲဟိုတိုင်းနာရီညီကူတွေဆိုတော့လေဟိုတူတွေသားတွေရှိတယ်ဆိုတာတက်စီပြတာပေါ့နော်ဟုတ်ကဲ့ဆိုအခုပိုင်းမှာအခုပြောနေကြတာဒီ AA တက် AA စတဲ့နဲ့ပတ်သက်ပြီးတော့ပြောနေကြတာ AA ဖွဲ့ရပေါ့လေဖွဲ့စည်းထားတာဘာမှမကြသေးဘူးဆိုပြီးပြောနေတယ်ပေါ့ဒါအခု AA ဖွဲ့ရလှုပ်ရှားမှုတွေရပေါ့လေအစိုးရအသစ်ကိုနိုင်ငံရေးရထုတ်နှက်ခြင်းလို့ဆိုတဲ့သဘောမျိုးတွေလည်းပြောတာရှိတယ်ခင်ဗျအဲ့ဒီပေါ်မှာဘုံမူကြီးဘယ်လိုထင်ပါလဲခင်ဗျ ပြောမစို့ငကမ်းမသိအောင်အမထောင်ကြတာပေါ့လေနော်တကယ်လည်းသူတက်ဖွဲ့ရမကြဘူးပြောရင်လည်းသူတက်မလို့နေတော့မှအဲ6တင်ရောက်ခွင့်ကြောက်ရောက်ကျင်ပပြုတ်နိုင်ပြီလေနော်ဒါတစ်ဖက်ဟိုရန်သူကသူကတော့အဲ့လိုပဲပြောမှာပဲဟိုတကယ်တမ်းကျတော့သူတို့လည်းဒီတော်ရင်နေမိတယ်မှာကိုအမိမပေါ်ကြရဟိုကိုလည်းစူးစမ်းရတာလည်းကြာပါပြီနော်အဲနောက်ဘက်ဆိုအဲသူ့ကိုအစိမ်းမပြုတ်ဘူးနောက်သူ့ဒီနိုင်ငံရေးဆွေးနွေးတဲ့ဘဝမှာမတက်ရတဲ့ချက်ကငါတို့လည်းအမျိုးသားအတွက်ငါတို့မှတက်မလို့ရှိရတဲ့ အဲဆိုတော့ဟိုဘယ်လိုပြောမလဲပြည်နယ်မှာပြန်ပြီးတော့ဟိုရပ်တည်ပြတာပဲနော်အခုပေါ့လေအခုလက်ရှိပေါ့လေဒီရခိုင်ပြည်နယ်မှာဖြစ်နေတိုက်ပွဲတွေအခြေအနေရောဘယ်လိုရှိပါလဲခင်ဗျသူတို့လည်းဒီတိုင်းကနေဒီမှာဟိုအတွေ့အကြုံရှိခဲ့တဲ့စစ်တီတွေဖြစ်တဲ့ဟိုတောင်တိုင်းနဲ့လည်းဟိုဘယ်လိုပြောမလဲသူတို့အနေနဲ့လည်းဟိုလက်မြောက်ဒူးထောင်းမဲ့နေတာမရှိဘူးဒါအရိုးသားစိတ်ဓာတ်ပုံပြီးပြင်းထန်တယ်ဒါကြောင့်လို့ဆိုတော့အခုအဲ့မှာပြန်ရပ်တည်တဲ့ပုံမှန်မူတည်ပြီးဘယ်လိုဖြစ်သူ့နေမျိုးသူရအောင်ဆုံးမွေးမယ်သူ့နေမျိုးသူရအောင်ဟိုထိချုပ်မယ်ဆိုကျွန်တော်ကတော့ မြင်တွေ့ရတယ်လေနော်အခုဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာဘုံမွေးတို့ဘက်ကရောအထီးကိုက်စီများရှိပါသလားခင်ဗျဒီစစ်ဖြစ်တယ်ဆိုတော့ရေပက်တယ်ဆိုတော့ဆိုပါတယ်ဒါပေမဲ့သူစစ်တရားခံစစ်တရားတော့ရှိဘောနော်ဟုတ်ကဲ့ဘုံမွေးကြီးကုလို့ရှင်းပြအကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးတင်